ဥက္ကိုလေးပျောက်ဆုံးခြင်းလင်မောင်မောင်လွန်ခဲ့တဲ့နှစ်20ဥက္ကိုလေးပျောက်ဆုံးသွားတော့ကစောစီလိုတင်ငယ်ချင်းတွေအသက်18နှစ်ဆုံးဆုံးတွေလောက်ပဲရှိသေးတယ်အဲ့တော့ကတိုက်ခန်းတွဲဝဝကြီးဘေးနားမှာဖီးဆွဲပြီးဖွင့်ထားတယ်ဥက္ကိုလေးရဲ့တခါကဆိုရယ်ဖိတ်ဆိုင်လေးဟာစီလိုလိုတင်ငယ်ချင်းတွေတီးဆွဲတချင်းတထောင်တဲ့ကြက်ကလေးပေါ့ ဆိုင်ရှင်ဦးကိုလေးနဲ့စီတူတို့အုပ်စုဆက်ဆံရေးကတင်းတယ်။ဆိုင်ထဲဝင်လိုက်တာနဲ့မူဒီရဲ့ဘဝမိရင်ပြောင်းနေခြင်းကစာပြီးသားပဲ။စီတူတို့က the one ones fanny ဦးကိုလေးကလည်းဘူဒီဆိုမျောပြီးသားပဲ။တည့်ရဲ့စီတူကမေးတယ်။ဦးကိုလေးဘာလို့ဆိုင်နာမေးကိုတခါခါလို့ပြရလဲဆိုတော့တခါဆိုတခါဟောပါ့။ဘယ်သူမေးမေးအဲ့လိုပဲဖြစ်ရဲ့။ ဥပုလီယာကောင်တာရည်မျက်မှန်ကျော်ပြီးထိုင်းနေတဲ့ဝိုင်းတွေရှိုးတယ်။ရင်နွေးလိုရင်ရင်နွေးမုံဆိုရင်မုံဆက်လိုက်ဆိုရင်ဆက်လိုက်ထထာယူပြီးတယ်။ဥကုလီပျောက်တဲ့နေရာစီတို့အင်အားခိုင်းလို့မျိုးရဲရောင်နေရ။ညနေမျိုးရဲအပြန်တခါကိုရောက်တော့ကောင်တာမှာဥကုလီမမထိုင်းနေရပါတွေ့တယ်။နောက်ရက်တွေမှာလည်းအဲ့ဒီမျိုးသမီးပဲကောင်တာမှာထိုင်းနေနေတယ်။ ဆေးရူကတော့တိုက်ဝါကြီးပေါ်ကနေဥကိုလေးဘယ်ချိန်ဆင်းလာမလဲဆိုပြီးစောင့်ရှောက်နေတာဘောဟာမီးရင်ကဥကိုလေးထွန်းကြီးမှရမှာလို့တော့နောက်နေကြသေးတယ်ဘောတော်ကြီးကဘာတစ်ချိန်မှမဖွင့်တော့ဆေးရူလည်းငေါင်းတာပေါ့နောက်တော့ဥကိုလေးပျောက်သွားတဲ့တဲ့ရင်ကထွက်လာတယ်အဝိတ္တရကိုတခုနဲ့ဤတန်းထွက်သွားတာတဲ့ဘာမိသားစုပြဒနာဘာရှုပ်ထွေးမှမရှိဘူးလို့လည်းပြောရတယ် ဆေးတို့ဟာထမင်းစားရင်ငေုပ်သီးသီးလေးကြိုက်ချင်လို့တွားကူတာသုံးနှစ်ကြာမှပြန်လာတဲ့သူ့အဖိုးကြောင့်ကိုအရှင်ပေါတော့အားလုံးကြီးကြသေးတယ်ဦးကုန်ရရင်အိမ်သားတွေနောက်ကလိုက်ရှာတယ်ရေစကန်ဆေးယုံရင်ခွဲယုံနဲ့နိဆာရဆွေမိသားချင်းမိတ်ဆွေပေါင်းတဲ့အိမ်တွေအကုန်ဆုံးလဲဦးကိုလေးကတော့ပြန်ရှာမတွေ့သတင်းစာတွေစားကြောင်းနေမှာလူပြောက်ကြော်ညာရှိမဲ့တဲ့နေရာတွေ ကောက်ကငင်ကထလိုက်သွားပြီမဲ့ပျောက်တော့သူကရှာမတွေ့ဥကိုလေးဆုံးဆုံးပျောက်သွားပြီဗောဘာမူနန်ထရိုင်ဂယ်လေးတင်းမောပျောက်တယ်လို့ပျောက်သွားတာမျိုးဗောဥကိုလေးဆိုင်မှာအမြင်လိုက်ထိုင်တဲ့ကိုချက်ကတော့ဝိဇာလိုင်းလိုက်တဲ့သူတွေလောကီကနေဒီလိုပဲရုပ်တရက်ပျောက်သွားတာတော့ကအရှင်အတွက်လို့ခေါ်တယ်ဆိုပြီးပွားတော့အစိတ်တွေက အဟာကိုချက်ကလည်းဥက္ကိုလျံညံ့နေတဲ့ဘီးကိုကြက်ရုံးသုံးနဲ့မိရာကဘယ်နဲ့ဝိဇာဖြစ်နိုင်မလဲဟာတချို့ဝိဇာတွေကနည်းနည်းပါးပါးမိဝတ်တတ်တာကိုကစီရိုတို့ပြုံးစီစီဖြစ်ခဲ့ရတာပေါ့စီရိုတို့ကြောင်းပြီးတော့တကယ်ချင်းကိုကြွဲကုန်ကြပြီကိုလန်းကိုခီအတီတီနဲ့ဘယ်စီဘယ်ဝါတွေလွင့်ကုန်ကြတာမျိုးလေစီရိုကတော့တန်ကြီးတောက်ဖို့ကုန်းမတ်ပေါ်ပဲတိုက်ခဲ့တယ် အာဂိုရီစီးတယ်ကွန်တိန်နာတွေကြားမှာအရိပ်ကိုတယ်ကဘာနဲ့ငါစိတ်ကန်းတွေတက်လိုက်ဆင်းလိုက်မီနီရက်ွက်တွေဟိုငေးဒီငေးအာဂီကိုတော့ကြစ်ကြစ်ပအောင်ဆုပ်ခဲ့ရတာပေါ့ရန်ကုန်ပြန်အောင်တော့လာရလာရဟိုသွန်းတီသွားဘိုင်းပြတ်တော့အိမ်မှာပြန်မိငိန်ကုတ်အဲ့လိုနဲ့အိမ်တော်ရသားလေးပါလေးကြာပြီးတန်ကြီးတော့ဖို့စိတ်ကုန်တော့ကိုဆက်ဆက်ဒီဆက်ဆက်အလုံးလေးရှောက်လို့ အရင်ပြုတ်တော့ထုံးစံအတိုင်းတန်ကြီးပြန်တော့ဒါနဲ့ပဲပတ်ချာလဲနေတာတဲ့တော့ငယ်တငယ်ချင်းတယောက်နဲ့ပြန်ဆောင်တယ်ဒါနဲ့အကြံနဲ့ကောင်တွေကဖုန်းဆက်ပြီးမိယာလေးပါလေးဆိုဖို့ချိန်လိုက်တယ်လူဆုံတော့မိယာမြုံရင်ဟိုเจ้าဒီเจ้าနဲ့ပြောကြတယ်အဲ့မှာတခါကလဖိဆိုင်နဲ့ဥကိုလေးပြောက်သွားတဲ့ကြောင့်ရောက်သွားတယ်အဲ့မှာတယောက်ကဥကိုလေးတကယ်မပြောက်ခဲ့ဘူးလို့ပြောတယ် ပြောပြတဲ့ကောင်ကဥက္ကိုလေးလိုချမ်းတဲ့ဘေးချင်းကမှနေတဲ့ဇော်နိုင်ဆိုတဲ့ကောင်တို့ဥက္ကိုလေးကြီးကနည်းနည်းထူးကြတာမောင်။ तू ပျောက်သွားပါပြီလို့အိမ်လုံးတောင်းတအောင်ရှားနေချိန်မှာ तू က तू တိုက်ဝိုင်းရင်းမှာရှိနေတာတဲ့။သူတို့ခေါင်းငန်းအောက်ကမြေရိုင်ခန်းရှိတယ်။အဲ့ဒါဝင်ပုန်းနေတာ။အဲ့မြေရိုင်ခန်းရှိတယ်ဆိုတာလေ तू နဲ့သူ့ဘေးမဲ့တည်တာ။သူ့ဘေးဆုံးတော့ဒီအိမ်ကြီးမွေရတယ်။အိမ်အောင်ကြတယ်။ လက်ပိုက်ဆိုင်ပွင့်တယ်တာသမီသုံးအောင်ကငါတို့နဲ့မတိမ်မီးနေပဲလीပြောပါအောင်ကမိလိုက်ခန်းထဲမှာဘာလို့ပုံနေရလဲနောက်ဘလို့သိတယ်အဲ့ဒါမှရှိရဘာမုံပြင်းလို့ဆိုပြီးဝင်ပုံတာသူမိမ့်မိုက်ပဲကအမျိုးတွေလည်းရောက်လို့မျက်စိနောက်တာလည်းပါမှာမို့အဲ့ထဲမှာသူ့အဖေရောက်နေတာသူ့သားငယ်ကသိတယ်အဲ့ဒီသားငယ်ရောဝါးရီးပြီးပါလှောက်ရှားပေးတာ ိုကောင်ကခြာတိတ်ဆိုတော့သူ့ဖားသားပုံနေရကိုရေးလေသဘောကြတာ။နောက်လူပြောက်ဘာညာအမှုဖွင့်ပြီးမှအဲ့ထဲကထွက်လာတာ။အဲ့မှာ မိမနဲ့စကားများပြီးတကယ်ထွက်သွားတာ။နောက်တကယ်ပြောက်သွားတာလေကွာ။သူ့ရဲ့လိုက်မချတော့ဘူးလား။အဲ့လိုပုံနေတယ်လို့လိုက်မချတော့တာ။နောက်တော့စေတရူစကားဝိုင်းလဲတော့ရောက်တောင်ရောက်နေ။ပြန်တော့မိုးတောင်တော်တော်ချုပ်ပြီး အိမ်ရှိရောက်တော့ခြံစကားပိတ်ထားတယ်ဘေးနာကမလွယ်ပေါက်ခေါ်မလားခွေးတို့ပေါက်ခေါ်မလားအဲ့ဒီပေါက်တဲ့ပြဲပြဲနဲ့ငုံဝင်နေတော့စီးတို့မျက်စီထဲမှာဥကိုလေးကိုပြေးမြင်လာတယ်